ဌာနရဲ့အကျိုးကတော့ဘဝချက်မှချမ်းသာတာမဟုတ်ဘူးဒီဘဝလှူတဲ့လူတွေဟာလည်းပဲဒီဘဝမှာပဲအတိတ်ဘဝရဲ့ကံကိုအပြုတ်ပြီးတော့စီးပွားဥစ္စာပိုတိုးလာတယ်ဆိုတာတော်တော်များများဟာလက်ခံယုံကြည်ထားကြတာဖြစ်တယ်မလှူလို့မရှိမရှိလို့မလှူဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှမရှိဘယ်တော့မှမလှူဆိုတာဖြစ်တယ် နိစေရာသပမာဒါသဧဝန္ဒနာနာတိယတိနမောလို့မလှူရာယေကံကိုအာယုန်နေနဲ့ပဲချိန်ဖြုံးနေလို့မလှူရာယေအဲ့ဒီအကြောင်းတစ်ခုရှိတယ်မလှူခြင်းကြောင့်လှူရင်ကိုယ်မှာကြောက်တဲ့ပုဂ္ဂိုလ်သည်ဆင်းချမ်းသာတာကိုကြောက်တာနဲ့သွားတူတယ်ပေါ့ချမ်းသာဒုက္ခကိုကုသိုလ်ကပေးတယ်ဆိုတာမသိဘူး မြတ်စွာဘုရားကဟောတယ်ဒါနသံဗုဒ္ဓံဤဘောဃံဤလူတိုင်းလူတိုင်းယခုဘဝရထားတဲ့ရှိစဉ်ဥစ္စာတွေကိုဒါနကပေးတာလို့ပြောတယ်မြတ်စွာဘုရားဟောတာလို့အဲ့တော့အဲ့ဒါကိုသဘောတူမတူလို့ရှိရင်စောရကတက်နိုင်ဟာကိုယ့်ဘကိုယ်ကြိုးစားရှာလို့ရနော်ကိုရှာလို့ကိုရတယ်လို့ပြောပြောလို့မရဘူးလားကိုယ့်ဘက